ီလိုမျိုးလွတ်ကနေဒီလိုမျိုးလွတ်ဒီလိုလွတ်ကနေဒီလိုလွတ်ဆိုအဲ့ဒီလွတ်သုံးခုမှာဘယ်ဟာပူပြီးတော့လှကြည်ရတာပူပြီးတော့မျက်လုံးပတာတာပူပြီးတော့ဖြစ်လဲကျွန်တော်ပြန်ပြောမှာနော်ဒီလိုလွတ်ကနေဒီလိုလွတ်ဒီလိုလွတ်ကနေဒီလိုမျိုးလွတ်ဆိုဒီသုံးခုမှာဆိုရှယ်မီဒီယာမှာဗီဒီယိုမှာကြည်ရတဲ့အခါမှာဘယ်ဟာပူပြီးတော့မိုက်လဲဘလို့ပြောရမလဲဆိုတော့အခုခက်မှလဲစကားလုံးကလဲရှားလိုက်တာ ကြည့်ရတာမျိုးလုံးပတာရာဖြစ်တယ်ဗောဗျာဒီနေ့ခစ်မှာအကုန်လုံးကလည်း content creator တွေဖြစ်နေကြပါတယ်ခလေးရနေစပြီးတော့အာဟုတို့အစုံပေါ့နော်အားလုံးကဖုန်းရှိတဲ့သူကလည်းဖုန်းကနောက်ပိုင်း Osmo Pocket 3တွေကလည်းစောက်အားလှလာတော့ဒီလိုမျိုး Osmo Pocket 3တွေနဲ့လဖေးဆိုင်မှာလည်းရိုက်တာတွေ့တယ်အရက်ဆိုင်မှာလည်းရိုက်တာတွေ့တယ် coffee ဆိုင်မှာလည်းရိုက်ရိုက်တာတွေ့တယ်ပန်းချန်ထဲမှာလည်းတွေ့တယ်ကြီးမြင့်တိုင်း၅ဈေးအစုံပဲဆိုတော့အဲ့လိုမျိုးခစ်မှာကျွန်တော် shot to the point shortcut ပေါ့နော်တပွဲတို့ဟိုကအလွတ်မှတ်ပေါ့နော်အဲတပွဲတို့အလွတ်မှတ် တဲ့နီးလေးကိုကျွန်တော်ဒီနေ့ပြောပြမှာဖြစ်ပါတယ် lax လို့ခေါ်ပါတယ်ဆိုတော့ lax ဆိုတာတော့ကျွန်တော်တို့ရဲ့ဒီ lax ကိုပြောတာမဟုတ်ပါဘူး lut ကိုခေါ်တာပါဆိုတော့ lax ရဲ့သဘောထားကဘယ်လိုမျိုးလဲဆိုတော့ဒီလိုမျိုး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  ဟာတွေကိုသူကတခါတည်း ready made ပေါ့နော်ကိုသုံးကျင်တဲ့ပုံစံကိုတခါတည်းထည့်ပြီးတော့တုံးရတာပါ professional marriage level လေးကိုတော့ဒီ video ကတော့ယူရတာတော့မဟုတ်ပေါ့နော်အခုမှစပြီးတော့ဒီဘက်အပိုင်းနဲ့ let ဆိုတာဘာမှမသိ raw ဆိုတာဘာမှမသိဒီ reservation online ဆိုတာဘာမှမသိဒီမျိုးလူတွေအတွက်ကိုပဲကျွန်တော် short to the point shortcut point လေးကျွန်တော်အဓိကထားပြီးတော့ပြောချင်တာပါဥပမာဒီ look ကအဲလာလီဇာရဲ့ make up look အဲဒီဘက်လုတ်ကကြရတော့ဂျီဆူရဲ့မိတ်ကက်လော့သူတခါတည်း ready made လုတ်ထားပြီးသားဟာပေါ့နော်လီဇာရဲ့လုတ်ကိုကြိုက်တယ်ဆိုရင်ကျွန်တော်တို့မျက်နှာမှာဖတ်ခနဲလှမ်းကတ်လိုက်အောင်ပဲဒီဘက်ဂျီဆူရဲ့လုတ်ကိုကြိုက်တယ်ဆိုလဲကျွန်တော်တို့မျက်နှာမှာဖတ်ခနဲလှမ်းကတ်လိုက်အောင်ပဲဆိုတော့လွယ်တယ်သိပြီးတော့အလုံးမရှုပ်ဘူးနည်းနည်းလေး professional ပို့ပြီးတော့ဆန်တယ်ပေါ့နော်ကျွန်တော်အခုပြထားတာကကျွန်တော်တို့ဖုန်းနဲ့ရိုက်ရင်ပေါ်တဲ့ quality ဖြစ်ပါတယ်အဲ့ဒါကို let အုပ်လိုက်တဲ့အခါမှာဒီလိုမျိုးဖြစ်ပါတယ်ကျွန်တော်အခုရိုက်ထားတဲ့ဟာတော့ let တစ်ခုတည်းတော့မဟုတ်ပါဘူးကျန်တဲ့ adjustment တွေအများကြီးပါတယ်ပေါ့နော် DVD ရဲ့ယူရချက်ကလည်း Osmo Pocket 3နဲ့ရိုက်တာတွေအပျော်တမ်းရိုက် က်တဲ့သူတွေ content creator ပေါက်စားလေးတွေဆိုလဲသူတို့ sign review လေးတွေလုပ်ပေးရတယ်နောက်တစ်ခုကကြောညာအသေးလေးတွေပေါ့နော်သူတို့နိုင်တဲ့ဟာလေးတွေလောက်ကြတာဖြစ်တဲ့အတွက်အဲ့လိုမျိုးကိုယ့်ရဲ့ client ကိုပြတဲ့အခါမှာ sanction တွေဆိုလဲအကိုဖန်တီးထားတဲ့ video ကိုယ့်ရဲ့ product ပစ္စည်းကိုဒီသုံးဆွဲမဲ့သူတွေကို customer တွေကိုပြတဲ့အခါမှာဖြစ်ကြတဲ့ဆန်လွတ်ထပ်ပေါ့နော်နည်းနည်းပါးပါးလေးကောင်းကောင်းမွန်မွန်ဖြစ်ချင်တဲ့သူတွေအတွက်ကိုကျွန်တော်ရည်ရွယ်ပါတယ်ဟိုကျွန်တော်အခုပြတဲ့ဟာကြီးကိုလေးစိတ်ရှုပ်ပြီးတော့မကြည့်နဲ့နော်ဟိုတော့ဟိုဟာဒီဟာတွေနဲ့မရင်းနှီးတဲ့သူတွေအဖုန်းနဲ့လောက်ပဲ edit တဲ့သူတွေ ကျွန်တော်တို့ဒီ Osmo Pocket 3ကိုဖုန်းထဲထည့်ပြီးတော့ကပ်ကတ်လောက်နဲ့ပဲအက်ဒစ်တဲ့သူတွေဆိုတော့ဒါကြီးကိုနည်းနည်းရှုပ်ကောင်းရှုပ်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကို ဲစိတ်မပူပါနဲ့ကျွန်တော်ပြတဲ့ပုံစံကိုပဲကြည့်ပါเนาะဆိုတော့ okay ကျွန်တော်ဒီဟာဆိုရင်ကင်မရာကထွက်တဲ့လွတ်ကဘယ်လိုထွက်လဲဆိုရင်သူကဒီလိုမျိုးဖွဲ့ဖွဲ့ကြီးထွက်ပါတယ်ဘာကြီးမှမသိတဲ့ကြည့်လို့မကောင်းတဲ့ဒီဖြူဘက်ဖြူရော်လွတ်ကြီးထွက်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဖုန်းကင်မရာနဲ့ရိုက်မယ်ဆိုရင်ဘယ်လိုလွတ်ထွက်တယ်လဲဆိုရင်သူကဒီလိုမျိုးလွတ်လေးလောက်အထိထွက်ပါတယ်ဖုန်းတွေ pocket 3တွေတခြားသောကင်မရာတွေကို raw နဲ့မရိုက်ဘဲနဲ့ auto mode နဲ့ရိုက်မယ်ဆိုရင်ထွက်တဲ့လွတ်ကဒီလိုမျိုးထွက်ပါတယ်ကျွန်တော်လက်လေးပဲထည့်ပြပါမယ်เนาะကျွန်တော်ဝယ်သုံးနေတဲ့ ်လက်တွေတည်းကကျွန်တော် file လေးတစ်ခု folder တစ်ခုလေးဟုတ်ပဲကျွန်တော်သုံးပြมาဖြစ်ပါတယ်ဒီကောင်လေးရယ်ဒီကောင်လေးရယ်ဆိုရင်ဘယ်ဟာလေးကပို့မိုက်လဲဆိုဒီကောင်လေးကပို့မိုက်တယ်ဗောနော်ဆိုတော့လက်ရဲ့သဘောတရားကတော့အဲ့ဒါပါเนาะဆိုတော့ကျွန်တော်တို့ဒီလိုမျိုးဟာကြီးကနေဒီလိုမျိုးကိုကျွန်တော်တို့အဲ့ဒီလက်လေးထည့်လိုက်တာ ਨੇ ပြောင်းသွားတယ်ပေါ့နော်ဆိုတော့လက်ရဲ့ပါဝါတော့အဲ့ဒါပါကျွန်တော်တပွဲတို့သုံးကျင်တဲ့သူတွေနောက်တစ်ခုက color gradient တို့ additive ဘိုင်းတို့သိပ်ပြီးတော့မကြွမ်းညင်ဘူးဒီလိုမျိုး short to the point အမြင်အဆန်ပေါ့နော်အမြင်အဆန်ဟိုမှာဒီ professional look ထွက်ရှင်တဲ့သူတွေဆိုရင်တော့လက်ကတော်တော်လေးကိုအသုံးဝင်ပါတယ်ဒီလိုမျိုးလက်ဆိုရင်ဘာတွေလုပ်လို့ရမလဲဆိုရင်တော့ short film တွေနောက်တစ်ခုက travel video တို့မှာ camera mic လုပ်ရှင်တဲ့သူတွေ နော်ဆိုကိုယ့်ရဲ့ product ကိုရုပ်ရှင်ဆန်ဆန်ပေါ့နော်အဲ့လိုမျိုးလှုပ်ချင်တဲ့သူတွေအတွက်ဆိုရင်အဆင်ပြေပါလေလက်ရက်သဘောတရားတော့အဲ့ဒါပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့ share တို့နည်းနည်းပပလေးအဲ share တို့နေရာမှာထားပါတော့နည်းနည်း color လေးတွေဘာညာလေးတွေနည်းနည်းဆိုင်ရန်ပြားလေးနည်းနည်းဟိုထည့်လိုက်ရင်ပွဲပွဲသိမ်းသွားပါပြီမကြည့်ကြည့်လိုက်ဆောင်းဝမိုက်ပါတယ် ဆိုတော့ lag ကအဲ့ဒီလောက်ထိ powerful ဖြစ်တယ်ပေါ့နော်အခုမှစပြီးတော့သုံးမှတ်သူတွေအတွက်ပြောပြပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုသတိပေးခြင်းနာကကျွန်တော်တို့ lag တခုတည်းသုံးတာနဲ့ကောင်းလားဆိုတော့လေသုံးနိုင်လဲအစင်တော့မပြေဘူးပေါ့နော်သူ့ရဲ့အားသားချက်အားနည်းချက်လေးတွေတော့ရှိပါတယ်ကျွန်တော်ချိန်ထားတဲ့ look ပေါ့နော်တချို့တွေကြတော့ဒီတိုင်းကင်မရာနဲ့ရိုက်တိုင်းအဲ့ဒီလွတ်ထွက်တယ်လို့ထင်တာပါသူ့ရဲ့မူရင်းထွက်တဲ့ look ကိုခဏလေးကျွန်တော်ပြနော်ကင်မရာနဲ့ရိုက်ထားတဲ့ look ကတော့ဒီလိုပါ เนาะဒါကျွန်တော် Red 7 online ပြောင်းထားတဲ့ဟာပေါ့เนาะဒါကင်မရာနဲ့ရိုက်ထားတဲ့ look ကအဲ့လိုမျိုးကြီးပါမြုံခဏလေးအဲဒီလိုမျိုးလွတ်ထွက်အောင်လို့တစင်ချင်းတစင်ချင်းဒါကျွန်တော်ပြန်ပြီးတော့လုပ်ထားတာပေါ့เนาะဒီလိုမျိုးဟာဆိုရင်တော့ကျွန်တော်တို့ကလက်ထည့်လိုက်လို့ရလားဆိုရင်တော့လက်တစ်ခုတည်းနဲ့တော့ဒီလိုမျိုး short short လို့ရတော့လဲမပြီးပါဘူးဒီမှာကြည့်ကြည့်ပဲလက်ပဲထဲတဲ့အစင်မပြေဘူးပေါ့နော်ထားပါတော့မူရင်းကခဏလေးကျွန်တော်ဒီကောင်လေးတွေကျွန်တော်ဖြောက်လိုက်မယ် Okay ဒါမူရင်းမှာ ါကင်မရာနဲ့ရိုက်ထဲတဲ့ဟာဒါ Sony FH3 နဲ့ကျွန်တော်တို့ Sony Lens နဲ့ရိုက်ထားတဲ့လွတ်ပေါ့နော်ဆိုတော့အဲ့ဒီလွတ်ကနေကျွန်တော်အဲဘလို့စပြီးတော့ကျွန်တော်အရင်ဆုံးပြောင်းလဲဆိုရင် 5V Lens ကျွန်တော်ဒီမှာ exposure ကိုကျွန်တော်ချိန်ပါတယ်ဆိုတော့ဒီဟာချိန်မင်းပြီးလားဆိုတော့ကျွန်တော်တို့ကမလှသေးပါဘူးဒီနောက်က sky နဲ့လူနဲ့ကိုကျွန်တော် sky ကိုပြန်ပြီးတော့ချပါတယ်เนาะ sky ရဲ့လူရဲ့ကိုကျွန်တော်အဲ့လိုလေးနည်းနည်းလေးကျွန်တော်ပြန်ပြီးတော့တင်လိုက်ပါတယ်တော်တော်လေးတော့တက်တော့တက်လာပါတယ်ဆိုတော့အဲ့ရနေမှာထပ်ပြီးတော့ကျွန်တော်ဘာလုပ်လဲဆိုရင်ကျွန်တော် contract ထည့်ထည့်ပါတယ် နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာအဲဒီမှာ saturation လေးနည်းနည်းလေးထည့်တယ်ဒါကတော့ကျွန်တော်ပြန်ပြီးတော့ combine ပြန်လုပ်ထားတာပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်တော် skin tone တွေလုတ်ပေးတတ်တာပါတယ်ကျွန်တော်ဒီမှာ highlight တွေကျွန်တော်ပြန် short ပေးတတ်တာပါတယ်ပြီးတော့ shadow ဘိုင်းတွေပါတယ်ဆိုတော့အဲ့လိုမျိုးလေးတွေပြန်လုပ်ပြီးတော့မှနောက်ပိုင်း final skin ကိုကျွန်တော်ထပ်ပြီးတော့လုတ်တာပေါ့နော်ဆိုတော့ဒီမှာကြည့်လိုက် yeah ဆိုတော့အဲ့ဒါပါပဲဆိုတော့ဒီ look ကနေဒီ look ပါဒါကမူရင်ကင်မရာနဲ့ရိုက်ထားတဲ့ ဖုန်းနဲ့ရိုက်ထားရင်ဖြစ်တဲ့လွတ်ပါအဲ့ရအနေမှာတဆင့်ဒါဒီလိုမျိုးဖြစ်အောင်လို့ကျွန်တော်တို့ပြန်ပြီးတော့ချိန်ရပါတယ်ဒါတော့ဒီတခြားသော adjustment ဘာညာတာတကာလေးတွေအများကြီးပါတာပေါ့နော်ဒီနေ့ဗီဒီယိုကအဓိကပြောချင်တာတော့ကျွန်တော်လက်ရက်သဘောတရားကိုကျွန်တော်ပြောချင်တာပါဆိုတော့ကျွန်တော်အခုလည်းဒီမှာ page လေးကိုကျွန်တော် mention ပေးထားမယ်ပေါ့နော်ဆိုတော့အဲ့ဒီ page လေးကကျွန်တော်အမြဲတမ်း last day ဒီတခြားသော premier pro နဲ့ဆိုင်တဲ့ဟာတွေအခုက davinci နဲ့ဆိုင်တဲ့ဟာတွေကိုကျွန်တော်အမြဲတမ်းဝယ်နေကြနေရာလေးပေါ့နော်သူကိုယ်တိုင်ကလည်း color race ဖြစ်တယ်သူကိုယ်တိုင်လည်းတကယ့် professional video editor ဖြစ်တယ်ကျိုး းတွေ music video တွေအများကြီးအများကြီးရိုက်ခဲ့ဖို့တဲ့သူဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်လှုပ်ထားတဲ့လက်တွေလည်းရှိတယ်ဈေးနှုန်းတက်တက်တန်းနဲ့ဝယ်လို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်အမြဲတမ်းဝင်နေရဆိုင်ညှုံးပေးခြင်းဖြစ်ပါတယ်ဆိုတော့ဒီလောက်ဆိုရင်တော့လက်ရက်တဘောတရားကိုတဘောပေါက်ပြီလို့ထင်ပါတယ်ဆိုတော့အခုမှစပြီးတော့လုံးမဲ့ဒီ content creator ပေါက်စာတွေ customer ရောင်းချင်တဲ့သူတွေเนาะ travel တွေဘာညာတရကတွေအကုန်လုံးတပွဲတို့တုံးလို့ရတဲ့ လက်ရဲ့သဘောတရားကိုကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်။နောက်နောက်လဲကြုံရဒီလိုမျိုးဟာလေးတွေကျွန်တော် sharing လုပ်ပေးတော့မှာပါခင်ဗျ။ဆုံးနေကြည့်ပေးခဲ့တော့ကျေးဇူးမေးပဲတင်ပါတယ်။အားလုံးပဲတက်တာပါ။